1920ခုနှစ်တွင်ချင်းတောင်တန်း The Chin Hills သည်ယခုခေတ်မြန်မာနိုင်ငံ၏အနောက်မြောက်ပိုင်းရှိချင်းပြည်နယ်တွင်တည်ရှိပြီးအိန္ဒိယနယ်စပ်နှင့်နီးကပ်စွာတည်ရှိသည့်တောင်တန်းဒေသတစ်ခုဖြစ်ပြီးယင်းဒေသသည်တမိုင်းအရချင်းလူမျိုးများ၏နေရပ်ဖြစ်ပြီးယင်းတို့၏ထူခြားသောယဉ်ကျေးမှုဒလိထုံးတမ်းများနှင့်ဘာသာစကားများကြောင့်လူသိများသည့်1920ခုနှစ်တွင်ချင်းတောင်တန်းသည်ဗြိတိသျှအုပ်ချုပ်ရေးအောက်တွင်ရှိနေပြီး1888 1896ခုနှစ်များအတွင်းဗြိတိရှားတို့၏စစ်စင်ရေးနှင့်နယ်ချဲမှုကြောင့်ဗမာပြည်၏အထူးအုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ခံထားရသည်1920ခုနှစ်ကချင်းတောင်တန်း၏အဓိကချက်များတူဗြိတိရှားအုပ်ချုပ်ရေးနှင့်ချင်းတောင်တန်း1920ခုနှစ်တွင် ချင်းတောင်နှန်းသည်ဗြိတိရှအိန္ဒိယအုပ်ချုပ်ရေး၏တစိ့တစ်ပိုင်းဖြစ်ဗမာပြည်ဘွမ်းမာတွင် ပေါင်းစည်းထားသည့်1896ခုနှစ်တွင်ထုတ်ပြန်ခဲ့သော Chin Hills Regulation သည်ချင်းဒေသ၏အုပ်ချုပ်ရေးဆိုင်ရာမူဝါဒများကိုချမှတ်ခဲ့ပြီးချင်းလူမျိုးများအပါအဝင်ဒေသခံများ၏ဓလေ့ထုံးတမ်းများနှင့်ဘာသာစကားများကိုအတိမတ်ပြုထားသည် ီတီရှာတို့သည်ချင်းလူမျိုးများ၏ရိုးရာအုပ်ချုပ်ရေးစနစ်များကိုအတိုင်းအတာတစ်ခုအထိထိမ့်သိမ်းထားခဲ့ပြီးဒေသခံကောင်းဆောင်များမှတဆင့်အုပ်ချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်တို့သောအခွန်ကောက်ခံမှုနှင့်ဥပဒေစည်းမျဉ်းများကိုဗြိတိရှားအာဏာပိုင်များကထိန်းချုပ်ထားသည်။နှစ်အချင်းလူမျိုးများ၏ယဉ်ကျေးမှုနှင့်ဘဝပုံစံချင်းလူမျိုးများသည်တိဘက်ဗမာဘာသာစကားများကို ပြောဆိုကြပြီးရင်းတို့၏ဘဝပုံစံသည်လေယာဉ်စိုက်ပျိုးရေးနှင့် တောင်ယာစီးပွားရေးပေါ်တွင်အဓိကမူတည်သည့်ဂျိုဝါစဘာသည်ရင်းတို့၏အဓိကသီးနှံဖြစ်ပြီးတောင်ယာစိုက်ပျိုးရေးသည်တည်တော်ပြန်ပြီးနှင့်အနှဲငယ်ကြားတွင်မြေယာကိုပြန်လဲဆုံခွာသည့်ပုံစံဖြစ်သည်။တဘာဝပတ်ဝန်းကျင်နှင့်လာရောညီထွေဖြစ်အောင်နေထိုင်ကြပြီးတောင်တန်းများပေါ်တွင်ဝါပြန်ပေါက်ရောက်မှုကိုအသုံးပြုကနေစဉ်ဘဝတွင်အသုံးပြုကြသည့်ဒေတာတွင်ရှိတည်တော်များတွင်အိုးနှင့်ထင်းရှုပင်များအပြင်ပေ9000ထက်တွင်ရိုဒိုဒန်ထရုံပင်များကိုတွေ့ရှိရသည်။ ရှင်လူမျိုးများသည်မင်းတို့၏ရိုးရယုံကြည်မှုများနှင့်ဝိညာဉ်ကိုးကွယ်မှုများကိုလိုက်နာကြပြီးခရစ်ယာန်ဘာသာသည်ပြည်တိရှက်ခေတ်တွင်တဖြည်းဖြည်းပြန့်နှံ့လာခဲ့သည်1920ခုနှစ်တွင်ခရစ်ယာန်သာသနာပြုများသည်ချင်းဒေသတွင်တက်ကြွစွာလှုပ်ရှားနေပြီဖြစ်သည်3ပထဝီဝင်နှင့်တဘာဝပတ်ဝန်းကျင်ချင်းတောင်တန်းသည်ပေ9000မှ10000အထိမြင့်မားပြီးအမြင့်ဆုံးထိပ်သည့်တောင်ဗစ်တိုးရီးယားမောင်ဗစ်တိုးရီးယားဖြစ်ပြီးပေ10000ဆ6ရှိသည် ဒေတာတွင်ရှိမြစ်များဖြစ်သည့်မြစ်တာမြစ်နှင့်ကလာတန်းမြစ်တို့သည်ချင်းတောင်တန်း၏နေနမိတ်များကိုတတ်မှတ်ပေးသည့်ဒေတာသည်တစ်တောထူထပ်ပြီးကျင်းမြောင်းသော၆ကြီးများနှင့်စိမ့်လန်းသောခြိုင်ဝန်းများဖြင့်ပြည့်နှက်နေသည်ချင်းတောင်တန်းသည်အာရကန်တောင်တန်းနှင့်လူဆိုင်တောင်တန်းများနှင့်ဆက်ဆက်နေပြီးအိန္ဒိယ၏မဏိပူရပြည်နယ်ဖိစိတ် အထူးသဖြင့်ဒီဒေတာခံများ၏ယဉ်ကျေးမှုနှင့်တမိုင်းကို ထိခိုက်မထားဘဲဖလံမျိုးသည်ချင်းတောင်တန်း၏တောင်ဘက်အစွန်းတွင်တည်ရှိပြီး1920ခုနှစ်တွင်ဒေတာခံအုပ်ချုပ်ရေးအတွက်အရေးပါသောမြို့တစ်မြို့ဖြစ်သည်၄လူမှုစီးပွားရေးနှင့် နိုင်ငံရေး1920ခုနှစ်တွင်ချင်းလူမျိုးများသည် ရင်းတို့၏ရိုးရလူမှုဖွဲ့စည်းပုံဖြစ်သည့်ကျေးရွာအခြေပြုအုပ်ချုပ်ရေးစနစ်ကိုဆက်လက်ထိန်းသိမ်းထားသည်။ထို့သောဗြိတိရှားတို့၏အုပ်ချုပ်ရေးသည်ဒေသခံခေါင်းဆောင်များနှင့်ဗြိတိရှားအာဏာပိုင်များအကြားပဋိပက္ခများကိုဖြစ်ပေါ်စေခဲ့သည်။ပထမကမ္ဘာစစ်1914-1918အတွင်းချင်းလူမျိုးချုပ်သည်ဗြိတိရှားတပ်များတွင်ပါဝင်ခဲ့ပြီးအထူးသဖြင့်ဖလန်နှင့်တီတင်းမှလူပေါင်း1600ခန့်သည်ပြင်သစ်နိုင်ငံသို့ဆင်းရဲနှဖွင့်ရန်တွားရောက်ခဲ့ကြသည်။ထို့သော ဟာကာမျိုးမှဒေတာခံများသည့်ပါဝင်ရန်ငင်းဆန်ခဲ့သည်စီးပွားရေးအရာဒေတာသည် လေယာစိုက်ပျိုးရေးနှင့်အယောင်းဝယ်နှဲငယ်သာရှိပြီးဂီတိရှားတို့၏အခွန်ကောက်ခံမှုသည်ဒေတာခံများအတွက်ဝင်ထုတ်ဝင်ပို့ဖြစ်စေခဲ့သည်ငါတမိုင်းဆိုင်ရာအရေးပါမှု1920ခုနှစ်တွင်ချင်းတောင်လန်းသည်မြန်မာနှင့်အိန္ဒိယယဉ်ကျေးမှုများ၏နယ်နိမိတ်ဆောင်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေသည့် ်ရင်းဒေတာသည်ဗြိတိရှားတို့၏နယ်ချဲ့မှုနှင့်ဒေတာခံများ၏ခုခံမှုများကြောင့်တမိုင်းအရအရေးပါသည်ဗြိတိရှားစာရေးဆရာ Bertram Sasmaris Carey နှင့် Henry Newman Tuckoe The Chin Hills A History of the People or Dealings with Them Their Customs and Manners and a Gazetteer of Their Country Saudi Chin လူမျိုးများ၏တမိုင်းယဉ်ကျေးမှုနှင့်ဗြိတိရှားတို့နှင့်ဆက်ဆံရေးကိုမှတ်တမ်းတင်ထားပြီး1920ခုနှစ်တွင်ဤဒေတာအကြောင်းနားလည်မှုရရှိရန်အရေးပါသောအရင်းအမြစ်တစ်ခုဖြစ်သည်မိဂုံး 1920ခုနှစ်ကချင်းတောင်လန်းသည့်ဗြိတိရှအုပ်ချုပ်ရေးအောက်တွင်ရှိတော်လဲချင်းလူမျိုးများ၏ထူးခြားသောယဉ်ကျေးမှုနှင့်ဘဝပုံစံသည်ဆက်လက်ထွန်းကားနေခဲ့သည့်မြင်းဒေသသည်တဘာဝအရင်းမြစ်များနှင့်ပြည်စုံပြီးတောင်ရဆိုင်ပြိုရေးနှင့်ရိုးရာဓလေ့များပေါ်တွင်မူတည်သည့်စီးပွားရေးဖွဲ့စည်းပုံကိုထိန်းသိမ်းထားသည့်ဗြိတိရှအုပ်ချုပ်ရေးသည်ဒေသခံများအပေါ်တက်ရောက်မှုရှိခဲ့တော်လဲချင်းလူမျိုးများသည်ရင်တို့၏ရိုးရာယုံကြည်မှုများနှင့်လူမှုဖွဲ့စည်းပုံကိုအတိုင်းအတာတစ်ခုအထိထိန်းသိမ်းထားနိုင်ခဲ့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ပုံမအသေးစိတ်သိရှိလိုပါကသို့မဟုတ်သတ်မှတ်ထားသောအကြောင်းအရာတစ်ခုခုကိုအာယုံဆိုင်လိုပါကပြောပြပေးပါ